။ NBA သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့လေကင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲတိုင်းဒါလက်နက်ကင်မရှိမှစစ်တပ်ကလွှတ်တော်ပအဝင်မှုရှော့ချမယ်လို့မင်းအောင်လိုင်းပြောလာတဲ့သတင်းကျင်းလေဥဆောင်တဲ့တန်းပြေကောင်စီကစစ်တဲရွေးကောက်ပွဲကိုလူလူနဲ့အတူဆန်းကျင်ဖို့တိုက်တွန်းတဲ့အကြောင်းမိုးကုန်းနဲ့မိုးမိတ်ကိုပြန်လည်ထိုးစစ်ဆင်တဲ့ NUG ဥတုမိုးထွန်းကိုယွမ်ကဆက်လက်ထောက်ခံမှုတော်လင်းကို တကယ်အကျိုးပြုရလားဆိုတဲ့အကြောင်းမင်းလက်ပိုင်ဒေတာကကြားဖြန့်တွေကိုအရေးယူဖို့နိုင်ငံတကာတုံ့ပြန်မှုနှိမ့်ကွင်းနေရလို့ခင်လူအပြစ်တင်တဲ့တွင်ဟန်ဂျမညီရဲ့အပြစ်ခက်ရက်စရဲပြက်ပြပြီးပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်တိုက်ပွဲပြန်လည်စတင်တဲ့အကြောင်းအဲ့လို နေလေကင်းအထီအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ် ပြည်တွင်းသတင်းတွေကိုရင်ဆုံးတင်ဆက်ပေးပါဦးမယ်။တိုင်းရင်းသားလက်နက်ကိုင်မရှိမှစစ်တကလွှတ်တော်ပါဝင်မှုရှော့ချမယ်လို့မင်းအောင်လိုင်းပြောလာတဲ့သတင်းနဲ့ဆက်လိုက်ချင်းပါတယ်။အကြံပေးစစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့ပြောကြားချက်တစ်ခုကနိုင်ငံရေးလေးလာသူရဲ့အကြမ်းမှာအာယုံဆိုင်ဆရာတစ်ခု ဖြစ်လာခဲ့ပါတယ်။သူကစစ်တပ်အနေနဲ့လွှတ်တော်မှာပါဝင်နေရကိုရှော့ချသွားနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာပါ။သူရဲ့ပြောကြားချက်ကဘာလဲဆိုတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလုံးဝမရှိတော့တဲ့အချိန် ဒါအပြင်နိုင်ငံထဲမှာဒီမိုကရေစီစနစ်တွေကောင်းကောင်းထွန်းကားလာတဲ့အချိန်ကြာမှာစစ်တပ်ကလွှတ်တော်မှာပါဝင်နေရကိုအစဉ်စဉ်ချော့ချသွားနိုင်လိမ့်မယ်ဆိုပြီးပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မင်းအောင်ကဒီစရားကိုဘယ်မှာပြောခဲ့တယ်လဲဆိုရင် မနေ့ကပြည်ဦးဝင်တက်နေမှာရှေ့စစ်တပ်အရာရှိတွေစစ်သေးတွေမိသားစုတွေနဲ့ဗိုလ်လောင်းတွေကိုစုစည်းပြီးပြောခဲ့ရပါ။သူ့အဆိုအရစစ်တပ်ဟာခေဆက်ဆက်တမိုင်းကြောင်းတွေအရနိုင်ငံရဲ့နိုင်ငံရေးဥဆောင်မှုနေရာမှာပါဝင်လာခဲ့ရတာပါ။ ဒါကြောင့်တမိုင်းကျောင်းရရောလက်ရှိ အခြေအနေအရှပါစစ်တပ်အနေနဲ့နိုင်ငံဥဆောင်မှုအခမ်းကဏ္ဍမှာဆက်ပြီးတော့ပါဝင်နေရအောင်မှာဖြစ်တယ်လို့ရှင်းပြထားပါတယ်။ဒါကြောင့်လည်းအခုလိုနိုင်ငံဥဆောင်မှုမှာပါဝင်နေရတဲ့အတွက်လုပ်ငန်းတွေကိုမှန်မှန်ကန်ကန်နဲ့စနစ်တကျလှုပ်ဆောင်သွားကြဖို့ကိုလည်းသူကတိုက်တွန်းခဲ့ပါသေးတယ်။အဓိကတာဝန်ကနိုင်ငံတော်ကကွယ်ဆိုပေမဲ့အခြေအနေတွေကြောင့်ပြည်တွင်းတောင်းကျမ်းမှုနှင်းနှင်းမှာလည်းပါဝင်နေရတယ်လို့သူကဆိုပါတယ်။ လက်ရှိမှာလည်းနိုင်ငံတော်အတွင်းဖြစ်ပေါ်နေတဲ့လက်နက်ကင်တွေကိုတိုက်ဖြတ်နေရလို့မင်းအောင်လန်ကထပ်ပြီးတော့ပြောသွားခဲ့ပါတယ်။အမျိုးသားညီအစိုးရ NUG ရဲ့ရည်တည်ချက်ကတော့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ NUG ကနိုင်ငံရေးဥတီချက်6ချက်တောင်းဆိုထားတာကိုကျွန်တော်တို့သိကြပြီးဖြစ်ပါမယ်။အဲ့ဒီအချက်6ချက်ထဲမှာအနာသိမ်းမှုကိုဖိရှားဖို့နဲ့မြန်မာစစ်တပ်ရဲ့နိုင်ငံရေးပအဝင်ပတ်သက်မှုကိုအဆုံးသတ်ဖို့ဆိုတာကပထမဦးဆုံးအချက်အနေနဲ့ပါနေရပါ။ဒီရောစစ်ကောင်ဆောင်ရဲ့လွှတ်တော်ပအဝင်မှုချော့ချာရေးအပြောနဲ့ အန်ယူဂျီကနိုင်ငံရေးကနေစစ်တပ်အပိတိုင်ထွက်ခွာရေးတောင်းဆိုမှုလို့ဟာစန့်ဂျပန်အမြင်နှစ်ခုအဖြစ်ဆက်လက်တည်ရှိနေကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။ဒုတိယအနေနဲ့အထင်အလေးဥဆောင်တဲ့တန်းပြေကောင်စီကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလူလူနဲ့အတူစန့်ကျင်ဖို့တိုက်တွန်းလိုက်တဲ့သတင်းပါ။ဒီနေ့ကြာရောက်တဲ့2019နှစ်ပြည့်နှစ်တန်းနှစ်သက်ကိုအခါသမယအတွက်တန်းပြေကောင်စီ TLC ကနေပြီးတော့ဂွန်ပြုတ်တုံဝင်လာတဆောင်ကိုထုတ်ပြန်ပေးပို့ခဲ့ပါတယ်။ အဲ့ဒီသဘောလားအဲမှာအရေးကြီးတဲ့နိုင်ငံရေးချက်တီချန်နယ်တိုက်သွင်းချက်တွေပါဝင်နေရကိုတွေ့ရပါတယ်။တန်းပြေကောင်စီ TLC ရဲ့သဝင်လာပါအဓိကချက်ကတော့ပြည်သူလူထုတရက်လုံးအနေနဲ့စစ်တကကြံပါမှန်ရွက်ကောက်ပွဲကိုပြပြသသားဆန့်ကျင်ကြဖို့တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ TLC ကဒီရွက်ကောက်ပွဲဟာအာဏာရှင်စနစ်ကိုတတ်ဆိုးရှည်စေမဲ့လောက်ရအဖြစ်ရှုမြင်ထားပါတယ်။ဒါကြောင့်တန်းအသားတော်လင်းအင်အားစုရဲ့နှူးတော်လင်းအင်အားစုရဲ့အတူ စီလုံးမြင့်တဲ့အစုပေါင်းအားနဲ့စစ်တဲပြုတ်ကြပြီးအာနာရှင်ဟူသည်။ကြဆုံတဲ့အထိအတုံခွန်ဆိုင်ဆက်လက်ဝိုင်းဝန်းတော်လှန်ချဖို့ကိုတိုက်တွန်းထားပါရယ်။နှစ်တကူဂုံပြူတုံလာမှာတော့2939ခုနှစ်တအန်းနှစ်တကူအချိန်ခါသမယကစပြီးပြည်သူလူထုတရက်လုံးစစ်ဘဲတဘွားဘဲကနေကင်းဝဲကြပါစေလို့ဆုတောင်းပေးထားပါရယ်။ဒါအပြင်ပြည်내အကောင်ရေးမှပြည်ထောင်စုအကောင်ရေးကိုဥတည်တဲ့ Favorite Democracy ပြည်ထောင်စုတည်ဆောက်ရေး တိုင်းသားအလုံးအတူတကွရှင်တွင်းနေထိုင်ရေးတိုင်းလူမျိုးတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရင်တိုင်းပြည်တိဆောက်ရေးတို့ကိုကြိုးပမ်းအထောက်နိုင်ပါစေကြောင်းဖော်ပြထားပါတယ်။တတိပြုကြအချက်ကတော့ TLC ရဲ့အပွင့်ဝင် ဖြစ်တဲ့တိုင်းတက်မတော် PSLF တန်လေးဟာတရုတ်ဆိုရရဲ့ဖိအားကြောင့်စစ်ကွန်ရှင်ရဲ့ပြစ်ခတ်ရစေကိုလှုံ့ဆော်ထားရပေမဲ့တိုင်းပြည်ကောင်စီ TLC ဟာတန်ပီရတော်လင်းကာလအမြင့်ဆုံးနိုင်ငံအာဏာပိုင်အဖွဲ့ဖြစ်တဲ့အတွက်အခုလိုစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပြပြတသားဆန်းကျင်ဖို့နဲ့ စစ်တပ်ပြုတ်ကြရတဲ့အတွက်ဝိုင်းဝန်းတော်လှန်ကြဖို့သဘောထားထုတ်ပြန်ကြရပဲဖြစ်ပါတယ်။တန်အပြေကောင်စီ TLC ဟာတန်အတက်မတော် PSL နဲ့ TNL တန်နိုင်ငံရေးပါတီနဲ့တန်ရဲ့ဖက်အဖွဲ့စီကိုစုပေါင်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။လက်ရှိ TLC ဥက္ကဋ္ဌဟာ PSL နဲ့ TNL ဥက္ကဋ္ဌဘူချုပ်ကြီးတားအိုင်ဘုံဖြစ်ပါတယ်။ဆက်လက်ပြီးမိုးကုန်းနဲ့မိုးမိတ်ကိုပြန်လည်ထိုးစစ်ဆင်ရဲ့ NUG သတင်းကိုတင်ဆက်ပေးကြပါမယ်။ NUG ကကွယ်ဝင်ကြီးဌာနပြည်သူ့ကကွယ်ရေးတပ်မတော် BDS စေုံချုပ်ကနေပြီးတော့ မူကုတ်မူမိတ်ဒေတာအစစ်စင်ရေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တစ်ခုကိုအသိပေးကြညာခဲ့ပါတယ်။ NUG ကကိုယ်ဝန်ကြီးဌာနကဒီဒေတာအတွက် စစ်စင်ရေးစစ်ဦးစီးအဖွဲ့ကို2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကလေးကဖွဲ့စည်းပေးခဲ့ပြီလို့ဆိုပါတယ်။ဒီအဖွဲ့အောက်မှာတက်ဆိုင်ရာဒေတာတွေမှာရှိတဲ့ PDF တွေပကဖတွေကိုစုစည်းခဲ့ပြီးတသမတ်တဲသောအမိတ်ဘေးကုတ်ကင်မှုစနစ်အောက်ကနေစစ်စင်ရေးတွေကိုအနီးကကြီးကြပ်ကွက်ကင်နေရလို့သိရပါတယ်။ တိုက်ပွဲတွေမဖြစ်ပွားခင်ကတည်းကအရက်သားပြည်သူလူထုထိခိုက်မှုမရှိစေရေးကိုဥစားပေးဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ဘယ်လိုရနိုင်မလဲစေကျွတင်ရွှေ့ပြောင်းပေးတာနေရာချပေးရနဲ့လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကိုအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအလင်းအမြန်ဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေစတင်ခဲ့တဲ့အချိန်ကတော့2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့ညနေ6:00နာရီကစတင်ပြီးမိုးကုတ်မြို့နယ်အတွင်းကအကြမ်းတိုးအခြေကောက်ယူထားတဲ့ နေမြေကိုပိကျက်တွေကအပြင်းထန်ထိုးစစ်ဆင်တက်ခိုက်ခဲ့ကြပါရင်လွန်မလာ30ရက်နေ့ကနေမနေ့ကဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းမှာတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီးအရေးပါတဲ့စစ်တပ်ခန်းကုန်းတစ်ခုကိုပိကျက်တွေဘက်ကလက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ထုတ်ပြန်ကြတဲ့နောက်ဆုံးမှာတော့ပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့မိုးကုတ်မိုးမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာတဲ့အကြမ်းဖက်ဆဲအုပ်စုတပ်တွေကို ပြည်သူလူထုနဲ့လက်တွေ့ပြီးရွေးရွေးရှင်ချင်ဆက်လက်တပ်ပွဲဝင်သွားမယ်လို့အသိပေးဖော်ပြထားပါတယ်။ထမှန်တင်ဆက်ပေးချင်တာကတော့ဥကြုံမိုးထွန်းကိုဂျွမ်ကဆက်လက်ထောက်ခံမှုတော်လင်းကိုတကယ်အကျိုးပြည့်ရလားဆိုတဲ့သတင်းကိုပြောပြပါဦးမယ်။ကုလသမဂ္ဂမှာမြန်မာကိုယ်စားလှယ်ဖြစ်ဘသူရှိနေတယ်လဲဆိုတဲ့ကိစ္စကတော်လင်းရဲ့ပေါ်ဘလို့တက်ရောက်မှုတွေရှိနေတယ်လဲဆိုတာကိုတင်ပြခြင်းပါတယ်။မြန်မာနိုင်ငံရဲ့တန်တမာနေရကိစ္စမှာစစ်ကောင်စီဟာ UN မှာတရားဝင်အသိအမှတ်ပြုခြင်းမခံရဘဲတန်တမာရေးရာအရာ အကျော်တင်နေတယ်လို့ဆိုရမှာပါ။ UN မှာ NGO ဘက်ကကိုယ်စားလှယ်ဥကြုံမိုးထွန်းဆက်ရှိနေရဟာတော်လင်ရဲ့အတွက်အကြီးမားဆုံးသော အားသာချက်ဖြစ်တယ်လို့နိုင်ငံလေးလာတုံသက်သူတွေကဆိုပါတယ်။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့တော်လင်အင်အားစုတွေဟာကမ္ဘာအမြင့်ဆုံးနိုင်ငံရဲ့စင်မြင့်မှာတရားဝင်အတန်ထွက်ခွင့်ကိုအဆက်မပြတ်ချနေရပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကလက်ရှိဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေပြည်သူတွေရဲ့ဆန္ဒတွေကိုနိုင်ငံတကာကိုတိုက်ရိုက်တင်ပြခွင့်ရရှိနေရကြောင်း စစ်ကော်မရှင်အပေါ်နိုင်ငံတကာဖိအားတွေဆက်ရှိနေစေပါတယ်။ဒါပေမဲ့ဒီနေရာမှာတရိပ်ထိုင်ရမယ့်အချက်တခုရှိပါတယ်။ UN မှာတော်လင်းရဲ့အတွက်တနမန်ရေးရအောင်ပွဲခံနိုင်ုံနဲ့ UN ကလည်းတော်လင်းကိုထိထိရောက်လာပြီးစစ်ရေးရာဒါမှမဟုတ်ဓာတ်ရိုက်ကြီးမားတဲ့အကူအညီတွေပေးလိမ့်မယ်ဆိုတဲ့အတိတ်ပဲကိုတော့လုံးဝမတက်ရောက်ပါဘူးလို့နိုင်ငံလေးလာသူတွေကဆိုပါတယ်။ UN ရဲ့ဆုံးဖြတ်ချက်တွေဟာအင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးပြန်ဆိုင်မှုအထူးသဖြင့်လုံခြုံရေးကောင်စုရဲ့ဗီဒီယိုအာဏာတွေကြောင့်ရှုတ်ထွေပြီးနှောက်နှေးတက်ပါတယ် နိုင်ငံတကာအဖွဲ့အစည်းတွေဟာပြည်တွင်းချေးကိုဝင်ရောက်ဆွတ်ဖက်တဲ့ကိစ္စရပ်ချက်တွေကိုအများစုခြုံကြည့်တတ်ကြပါတယ်။ဒါကြောင့်မို့လို့နိုင်ငံရေးသုံးသပ်သူတွေကဘာလို့အများနဲ့နှလုံးသွင်းဖို့သတိပေးထားသလဲဆိုတော့ UN မှာတန်တမာရေးအရအနိုင်ချနေရဟာအပြင်းပန်းအခွင့်အရေးဖြစ်နိုင်ပေမယ့်တော်လင်းချေးအောင်မြင်ဖို့အတွက်အထက်ကလိုအပ်နေတာကတော့ပြည်သူလူထုရဲ့စီလုံးညီညွတ်တဲ့အင်အားတော်လင်းအရာစုတွေရဲ့ခိုင်မာတဲ့စစ်ရေးတိုက်ပွဲဝင်မှုနဲ့ပြည်သူအုပ်ချုပ်ရေးဂျန်နီယာတွေခိုင်မာလာအောင်ကျူပန်အထုံးမှုတွေဒါဖြစ်တယ်လို့သုံးသပ်ကြပါတယ် ပြည်တွင်းထင်နောက်ဆုံးသတင်းအနေနဲ့မင်းလက်ပန်ဒေတာကကြားဖြတ်မှုကိုအရေးယူဖို့နိုင်ငံကတုံ့ပြန်မှုနှစ်ကွင်းနေရလို့ခင်လို့အပြစ်တင်တဲ့အကြောင်းပါကင်မျိုးသားစီယုံကင်နီဝါနေပြီးတော့အများရီမျိုးတောင်ဘက်မှာရှိတဲ့စွန်ဒါပတ်ငွေလင်ချံဝင်းမှာတန်ရှိနေရရာဇဝမှုတန်တရားရှိတယ်လို့အရေးယူဖို့နိုင်ငံရဲ့တုံ့ပြန်မှုဟာနှစ်ကွင်းနေရလို့မနေ့ကပြစ်တင်ဝေဖန်လိုက်ပါတယ်ခင်လို့ရထုတ်ပြန်ချက်အရလက်ရှိချံဝင်းထဲမှာစံနေသူတွေဟာရာဇဝတ်သားတွေလို့တန်တရားရှိသူတွေဖြစ်နိုင်တယ်လို့ဆိုပါတယ် နိုင်ငံကအနာပိုင်းတွေအနေနဲ့ဒီလူတွေကိုတရားခွင်ကိုခေါ်ထုတ်နိုင်မယ်အခွင့်အရေးရှိနေပေမဲ့တုံ့ပြန်မှုနှိမ့်ကွဲနေရင်တော့ဒီအခွင့်အရေးဆုံးရှုံးသွားလိမ့်မယ်ဆိုပြီးကန်ယူကပြည့်ပြည့်တသားသတိပေးထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒီလိုအရေးယူမှုနဲ့နှိမ့်ကွဲနေချိန်မှာအကြံပေးစစ်တပ်ဘက်ကတော့မင်းလက်ပံဒေသမှာရှိတဲ့ရှွန်ဒါဘက်ကိုယူချက်ရှိရှိပြစ်မှတ်ထားပြီးနေစဉ်တိုက်ခိုက်နေရကိုကန်ယူကထောက်ပြပါတယ်။ဒီဇင်ဘာလ3ရက်နေ့ကနေ6ရက်နေ့အထိစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေဟာ တောင်ရင်းမြစ်တစ်ဖက်ကထိုင်းနိုင်ငံတဲဘော်ပါကြာရောက်ပောက်ကွဲတာတွေရှိခဲ့ပြီးထိုင်းဒေသခံတွေထိခိုက်ဒဏ်ရာတွေလည်းရှိခဲ့တယ်လို့ထန်းသတင်းတွေကဖော်ပြခဲ့ပါတယ်။စစ်တပ်ရဲ့လက်နက်ကြီးကြီးတချို့ဟာငွေလိန်ခြံဝင်းတွေကိုတိတိကျကျခဲ့အကြောင်းကင်နီယာမြေပြင်တပ်ဖွဲ့ဝင်တွေအပါဝင်အချို့ဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒါ့ပြင်ခြံဝင်းတွေမှာကြံနေတဲ့တရုတ်နိုင်ငံသားအများစုပါဝင်သူတွေဟာတရားဥပဒေစိုးမိုးရေးအတွက်စံခေါ်မှုတွေဖန်တီးနေတယ်လို့လည်းကင်နီယာကသတိပေးပါတယ်။နေရပြန်ဖို့ကိုညှင်းဆန်တာ ညဘက်မှာနန်ကျော်ထွက်ပြေးရာခြံဝင်းတွင်မိရှိုးလှုံ့ဆော်ရာတွင်စက်တိုက်လုံးရဲ့အတွက်လုံခြုံရေးဝန်ထမ်းအင်အားတုံ့ဖို့လိုအပ်နေရလို့ခင်ယူအပ်ထုတ်ပြန်ထားပါရယ်နောက်ဆုံးပြပတ်တဲ့အနေနဲ့ဟန်ကျမ်းမညီတဲ့အပြစ်ခက်ရစေပြက်ပြပြီးပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်တက်ွယ်ပြန်လည်စတင်တဲ့အကြောင်းတင်ဆက်ရင်းကျွန်တော်ရဲ့နေလေကင်တရင်တင်ဆက်မှုကိုအဆုံးသတ်လိုက်ချင်ပါရယ်တာဝါရှာဒေတာကတင်းမာတဲ့တရင်တစ်ခုနဲ့စတင်လိုက်ပြခြင်း ပိကရလာကမှာသဘောတူထားတဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဘန်အဖွဲ့တို့ရဲ့ဟန်ချက်မညီတဲ့အပြစ်ခက်ရက်စေးဟာပြန်လည်ပြက်ပြသွားပြီလို့ဆိုရပါမယ်။နှစ်ဖက်နေဆက်မှာပြင်းထန်တဲ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲတွေဟာနှစ်နိုင်ငံနေဆက်တချို့မှာရှိတဲ့အာဖဂန်နစ္စတန်ဘက်ကစပန်ဘော်ဒတ်မြို့မှာညတွင်ရှင်ပြန်လည်ဖြစ်ပွားခဲ့ရပါ။တိုက်ပွဲကြောင့်စပန်ဘော်ဒတ်မြို့ဒေသခံတွေဟာချီလီယန်ရောဂျင်တွေနဲ့ပါအစုလိုက်ပြုံလိုက်ထွက်ပြေးတိမ်းချောင်ခဲ့ကြရတဲ့ပုံရိပ်တွေလည်းထွက်ပေါ်လာပါတယ်။ ကန္ဒဟာမြို့ကဆေးရုံကိုအလောင်းလေးလောင်းရောက်ရှိခဲ့ပြီးလူလေးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပါကစ္စတန်ဘက်မှာလည်းဒဏ်ရာသူ၃ဦးရှိခဲ့ပါတယ်။နှစ်ဖက်စလုံးက၄နိုင်အကြောင်းအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကိုအတည်ပြုပေမဲ့ဘသူကအရင်စပြစ်တယ်လဲဆိုတာကိုတော့နှစ်ဖက်စလုံးကစွပ်စွဲနေကြပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတာလီဘန်တို့ကရန်စားမှုမရှိပါစတင်ပြစ်ခတ်ခဲ့တယ်လို့စွပ်စွဲပြီးပါကစ္စတန်တပ်ဖွဲ့ဝင်တွေကချက်ချင်းတုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံရဲ့နေမည်ပိုင်တဲ့နိုင်ငံသားတွေရဲ့ဘေးကင်းလုံခြုံရေးကိုအာမခံဖို့အပြေအဝါသတိရှိနေရလို့လည်းထုတ်ပြန်ခဲ့ပါတယ်။တာလီဘန်ပြောရေးဆိုခွင့်ရှိသူကတော့ပါကစ္စတန်ကတဖန်ထမ်းမှန်တပ်ခန့်မှုနဲ့စတင်ခဲ့တာဖြစ်ပြီးသူတို့အနေနဲ့တုံ့ပြန်ဖို့အတင်းအကျပ်ဖိအားပေးခံခဲ့ရတာဖြစ်တယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်ဘက်ကအရာရှိတွေကတော့ပါကစ္စတန်တပ်ဖွဲ့တွေဟာလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပြီးအရက်သားနေရင်တွေကိုပါမော်တာကျဲထိမှန်ခဲ့လို့ဆိုပါတယ်။ ဒီတိုက်ပွဲတွေဟာကာတာနဲ့တူရကီတို့ဂျာဝင်ဆစ်ဆက်ပေးလို့သဘောတူခဲ့တဲ့အပြည့်ခက်ရက်စရေသဘောတူညီချက်ကြပြီးနှစ်လတောင်မပြည့်သေးခင်မှာထပ်မံဖြစ်ပေါ်ခဲ့ရပါပြီးခဲ့တဲ့သတင်းပတ်ကဆော်ရီအာရေဗီယာမှာညီညာရေးဆွေးနွေးပွဲစတုတအကျင့်လုပ်ခဲ့ပေမဲ့သဘောတူညီချက်မရဘဲနှစ်ဖက်စလုံးအပြည့်ခက်ရက်စရေကိုဆက်လုပ်ဖို့သာသဘောတူခဲ့လို့သိရပါတယ် MP ရဲ့နေလိကင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ကလည်းနေ့စဉ်ဂျာမလန်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website ဆံမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MBA တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေယောင်မှတ်ချက်ပြုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြတတ်မှာချမ်းသာပြီးဘဝမောရည်လည်းပြေးကြပါစေခင်ဗျာ။